sushi. မြမလက်မှုအမှုပညာရက်ဟာပြောက်ွယ်လို့နှီးပါဖြစ်နေပြီးဖန်တွင်းမှုလက်ရာတွေလည်းအားနေနေပါဗျ။ဒါကြောင့်မြမလက်မှုပညာဟာနိုင်ငံတကာကိုထိုးဖောင်နိုင်ဖို့နဲ့လက်မှုဈေးကွက်နိုင်ငံတကာကိုထိုးဖောင်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေပါဝင်ပါတယ်။ဆွေးနွေးပွဲကနေ idea စကူအသက်နှီးပညာအတတ်ပညာတွေကိုလေ့လာရမယ်လို့ဦးအေးကိုကပြောပါတယ်။ဖန်တွင်းမှုပိုင်းမှာတော့မြမအငွေ့သက်ပုံစံပါအောင်စူးစမ်းရမှာဖြစ်တယ်လို့ဆိုပါတယ်။ မြမလက်မှုပညာတွေကပျောက်သွားမှာပေါ့ပျောက်တော့ဘာကြောင့်ပျောက်တယ်ဆိုတော့ကျွန်တော်တို့ဘာကြောင့်ပျောက်တော့မှာဘာတွေခဲရှိကျွန်တော်တို့သူကျန်တယ်လိုက်လောက်တာပေါ့လုတ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့တွေ့တယ်ဟာပေါ့ဒီဇိုင်းတွေအားနေတယ်တနေ့တည်းဒီဟာဒီဟာပဲ copy လုပ်နေဒီဒီဇိုင်းတစ်ခုပဲကျွန်တော်အချင်းချင်းရောင်းဝယ်လုပ်နေတာပေါ့ဆိုတော့အဲ့လိုဆိုတော့ကျွန်တော်တို့ကအဲ့ဒီဟာကိုဒီဇိုင်းအစ်စ်တွေထွက်လာအောင်ပေါ့အဲ့ဒီဟာကိုထွက်ပြီးတော့ကျွန်တော်နိုင်ငံအောင်ထုတ်ပြန်တာဈေးကွက်တွေထဲပို့ပြီးကျေပြန့်ဖြစ်လာအောင်ပေါ့အဲ့လိုယူရပြီးတော့အဲ့ဒီဟာကိုအဓိကကဘာလဲဆိုတော့ကျွန်တော်တို့ကနိုင်ငံအားရင်ကျွန်တော်ယူရမှာကျွန်တော် တက်ပညာတွေနော်အဲ့ idea အစ်တွေပေါ့ကျွန်တော်ယူရမှာပေါ့နော်ဒီတို့ရဲ့ဒီနီးပညာတွေပေါ့အဲ့ဒီဟာတွေကျွန်တော်တို့အဓိကကျွန်တော်လေ့လာကျွန်တော်နီးပညာနောက်ကြတာဦးဒါပေမဲ့ကျွန်တော်တို့မြန်မာငွေတက်ပေါ့ကျွန်တော်တို့ပစ္စည်းတွေကကျွန်တော်တို့ပစ္စည်းတွေကြည့်တယ်မြန်မာငွေတက်ပါတယ်ဆိုတော့ဟာမျိုးပေါအောင်တော့ကျွန်တော်ကြိုးစားရမှာပေါ့အဲ့ဒါကျွန်တော်များကြီးရင်းမှုထိန်းနေတာပဲလက်မှုပညာမျိုးစုံရှိပြီးအရန်ကိုကျယ်ဝန်းတယ်လို့ UK ကလက်မှုပညာရှင်ကပြောပါတယ် There are many many parts to it and many conversations to be had I I think the conference has Scotland ကနေလာရောက်တာဖြစ်ပါတယ်။ Scotland ရင်ကျင်းမှုနဲ့ဖန်တီးနေတဲ့လက်မှုပညာတွေအကြောင်းကိုဒီဆွေးနွေးပွဲမှာဆွေးနွေးတော့မှာပါ။နှစ်ရက်ကြာပြသမဲ့ဒီပွဲမှာပောင်၊ထဝဲ၊မန္တလေး၊အင်းလေး၊တိတိမြကြီးနာကလက်မှုပညာရှင်တွေပါဝင်ခဲ့ပါတယ်။ဒီပွဲကို British Council မြန်မာ The Swiss Agency for Development and Cooperation U0R Space တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အရှိတောင်အာရှနိုင်ငံတွေမှာပန်းစင်မျိုးနဲ့ပတ်သက်တဲ့လက်မှုပညာဟာ မြန်မာနိုင်ငံမှာပဲရှိတာမို့ခုခက်လို့မကုန်တဲ့ဟင်းအိုးကြီး၁၀မျိုးဖြစ်ပါတယ်။ဒီကနေတဆင့်ဖန်တီးမှုတွေကိုရင်ကျင်းမှုကြောရုံမပြောက်ွယ်အောင်ပေါင်းဆက်ပြီးလုပ်ဖို့ဈေးကွက်ချက်ထွင်နိုင်ရင်အကောင်းဆုံးပဲလို့ပြောပါတယ်။အာဆီယံနိုင်ငံတွေမှာကျွန်တော်တို့ကပန်းဆက်မျိုးဆိုတော့ကျွန်တော်နိုင်ငံပဲရှိတယ်အဓိကတော့ကျွန်တော်တို့မှာစကားရှိပါတယ်ဟာလာမတိသူကြော်သွားတိသူခေါ်စားအဲ့တော့ကျွန်တော်တို့မှာခုခတ်လို့မကုန်တဲ့ကျွန်တော်တို့ဟင်းအိုးကြီးဆယ်အိုးရှိပါတယ်အဲ့ဒါကိုအပြင်ထွက်ကြည့်ကြပါ ဟလာပြီးတော့အားလုံး international tradition ကြောရုံမပြောင်းအောင်ပေါင်းစပ်ပြီးလုပ်ကြပါ creation များများလုပ်ပါဈေးကွက်တွေချဲ့တွင်ပြီးသွားပါအမတန်လွယ်တယ်လို့ပဲပြောလိုက်ပါရစေ။